များကိုအခုလိုသိရှိခဲ့ရပါတယ်ကျမဆိုရင်အခုအလုပ်တွေလုပ်တယ်အရင်ပြင်မဲ့လို့တခုခုခက်ခဲတွေရှိလာတယ်ဟိုအများနဲ့ဆက်ဆံတဲ့အလုပ်တွေမှာစိတ်တောက်ချက်ဖြစ်စရာမျိုးတွေလည်းကြုံလာတာမျိုးတွေကြုံတယ်အဲ့လိုမျိုးဆိုရင်ကျမတို့ဒီဆရာစော်ဒီစာကြည့်တိုက်ကိုလာတယ်ဆရာကြီးရဲ့ခြေရုပ်ရှိရဲ့အဲ့ဒီခြေရုပ်မှာဆိုရင်တင်သေးသွားတော့ကြပြလေးကကပီးထိုးထားတယ်ပေါ့အဲ့တော့ဆရာကြီးကဒီတင်သေးသွားတော့ကြပြလေးမှာရေးထားခဲ့တယ်လေတင်ဖွားတော်မီတင်တို့မီကအခြေတို့မီဂျန်ကောင်းတင်ဤ အဲ့တော့ဆရာကြီးရဲ့ကြေးရုပ်ကိုကြီးလိုက်တယ်ဆရာကြီးကသူ့ကဗျာနဲ့သူ့လုပ်ရဲ့တထထထဲဖြစ်အောင်တက်တည်ပြသွားတယ်အဲ့ဒီလိုပဲပေါ့အားဖြစ်ရတယ်အော်ဆရာစောကြီးကျမတို့ရဲ့ဖြာပုံသားဆရာစောကြီးပေါ့ကျမတို့တိုင်းပြည်အတွက်တောင်းဝန်ကြီးခဲ့တယ်ပေါ့ဒီကဗျာလေးကြောင့်ကျမတို့အားဖြစ်ရတယ်အဲ့တော့သူ့တည်သွားတဲ့အခါမှာလဲသူ့ရဲ့ဇာတိမြေမှာကျမတို့ဆရာကြီးကြောင့်ဂုံတက်ခဲ့ရတယ်အဲ့တော့ကျမတို့လည်းဘာပဲဖြစ်ဖြစ်ကျမတို့ဇာတိမြေ အတွက်ကျမတို့မြို့အတွက်ကျမတို့နိုင်ငံအတွက်ကျမတို့တအားသရွေ့မတည်ခင်မှာပေးဆက်ခဲ့မယ်ဆိုတဲ့အတိစိတ်ပေါ့အာမင်ဒီကြပါလေးကြောင့်ရခဲ့တယ်အဲ့တော့စိတ်ညစ်တဲ့ခါတိုင်းဆရာတော်ကြီးစာကြည့်တဲ့ကိုလာတယ်ဆရာကြီးရဲ့ကြည့်ရကိုရှိရဒီကြပြလေးကိုဖတ်လိုက်တိုင်းအမြဲတမ်းအောင်းမှန်ဖြစ်တယ်အာအခုထိပဲအမြဲမကြမကြပေါ့နော်ဟိုဒီကြပြအမြဲရွတ်ဖြစ်တယ်ဖတ်ဖြစ်တယ်ဒီကြည့်ရကိုအမြဲလာပြီးတော့ဆရာကြီး ်ဟိုကြည့်ပြီးတော့အားဖြစ်ရတယ်ကြပြလေးပါရှင့်